ီတော့မာလာတီလဲနားအေးတယ်ညံ့ညံ့သေးတယ်ဒီမတ်ကဥစဉ်မျက်လုံးစီးပြတဲ့အကြောင်းတင်ထားတဲ့ဘူထဲမှာဓာမှန်ထားတာပါနော်တခါတော့ကဥစဉ်ဟာကျမကြီးအလွန်မကောင်းဖြစ်တဲ့အတွက်စေယုံတက်ရပါတယ်အဲ့ဒီလိုစေယုံတက်တဲ့အခါမှာတကကြီးတယောက်ကဥသိန်းကျမ်းမာကြီးကောင်းဆိုပြီးတော့ရေရာချေဖို့လာလျှောက်ပါလေ။အဲ့ဒါကိုဥသိန်းကလက်မခံပါဘူး။အဲ့ဒါကိုလက်မခံရကောင်းလားဆိုပြီးတော့ဥသိန်းကိုမရေရာကိုလက်မခံတဲ့အတွက်အဲ့ဒီဖုန်းကြီး စိတ်ယုံကနေအလောင်းပြန်တယ်လာရမယ်လို့ကြိမ်းပါတယ်နော်ရဲ့အနှဲငယ်ကြလို့ဥစဉ်ကစိတ်ယုံပြန်ဆင်းလာတဲ့အခါမှာကြမ်းကြမ်းမာမာပါပဲဟောသူကတော့စိတ်ယုံသွားတက်ရတယ်တဲ့နော်စိတ်ယုံသွားတက်ရလို့ကြမ်းကြမ်းမာမာနဲ့ဥစဉ်လို့ပြန်မလာရပါဘူးသူ့အလောင်းကိုပြန်တယ်လာရပါတယ်လောကကြီးမှာလေသူတို့ဘာအပေါ်ကိုမကောင်းကြံတဲ့စိတ်ထားမယ်ဆိုရင်အဲ့ဒီစိတ်ဟာပုဂ္ဂိုလ်တံပြန်ပြီးတော့တိရောက်တတ်တယ်နော်မပိုင်ရှင်လည်းပဲ ကိုယ်ဝစီတန်းကိုယ့်ကိုပြန်ပြီးတော့မထီရောက်ပါစေနဲ့เนาะအားလုံးပဲမင်္ဂလာပါအခုဗကံမှာဖျားပူပြီလို့မန္တလေးသို့ခီးဆန်နေပါတယ်မန္တလေးရောက်တဲ့အခါမှာဦးစင်းကိုတွေ့ပြီဆိုရင်ခေါ်ပြောနှုတ်ဆက်နိုင်ပါတယ်ဒီကရကမာများအားလုံးအလုံးစေဝမ်းအေးချမ်းကြပါစေမျက်လုံးကဘာဖြစ်လို့လဲဖျားရတဲ့မျက်လုံးမှာအေးတဲတယ်လို့ဆရာကတော့ပြောတယ်ပေါ့နော် အဲ့ဒါဥစဉ်ကိုမျက်စင်းရောတောက်စီရောတလားစာပေးလိုက်ပါတယ်တလားပြည့်လို့မပြောက်ဘူးဆိုရင်တော့မျက်စိအထူးကိုဆရာဝန်နဲ့ပြန်ပြရမယ်လို့ပြောတယ်အခုကတော့ဒါဆရာဖူးသွားနေတာပါအเจ้าမှရှိတဲ့ကိုရင်တွေဥစဉ်တွေကိုဆရာဖူးခရီးစဉ်လိုက်ဖို့တာပေါ့နော်ဘယ်ကိုသွားတာလဲဆိုရင် ပကံကိုသွားတာပါအဲပကံမှာဥစဉ်ကိုတွေ့တဲ့လူများခေါ်ပြောနှုတ်ဆက်နိုင်ပါတယ်အားလုံးနှလုံးသိမ်းဝမ်းအေးချမ်းကြပါစေအရှင်ဖရနန်းယုံဖက်ယုံနဲ့ ကာမိတုကံကိုမြောက်နိုင်ပါသလားဖေယသိကျင်လို့ဖြေပေးတော်မူပါဖေယတဲ့ကာမိတုမိစ္ဆာစာရကံမြောက်ကြောင်းအင်္ဂါ၄ချက်ရှိပါတယ်အဲ့ဒီအင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မေထုံအားဖြင့်မတော်လာထိုက်သောဝိတ္ထုဖြစ်ခြင်း၂ထိုမလားထိုက်သောဝိတ္ထုအပေါ်၌မေထုံမှီဝဲလိုသောစိတ်ရှိခြင်း၃မေထုံမှီဝဲရန်လုံလပြုခြင်း၄မအချင်းချင်းထိတွေ့တာယာခြင်းတို့ဖြစ်ပါတယ်။ဖော်ပြပါကာမိတုမိစ္ဆာစာရကံအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင် ာမေတုမိစ္ဆာစာရကံမြောက်ပါတယ်။ဉာဏ်ယုံဖက်ယုံနဲ့တော့ကာမေတုမိစ္ဆာစာရကံမမြောက်ပါဘူး။နော်။တိုးတော်လည်းပဲဝိသုဒ္ဓိမှတ်မှာတော့မေထုံငယ်9ပါးဆိုတာဖော်ပြထားပါတယ်။အဲ့ဒီမေထုံငယ်9ပါးကဘာတွေလဲဆိုတာကိုဦးစင်ဖတ်ပြပါမယ်နော်။၁မာတုဂါမဤပုတ်တိုက်ဆုံနယ်ပေးမှု၌တာယာခြင်း။၂မာတုဂါမနှင့်ပြုံးကရေကတုကစိတ်ကနေရတိတို့ကိုတာယာခြင်း။၃ညနေချင်းဆိုင်၍အာပါတယကြိရှုနေရမှုကိုတာယာခြင်း။ လေမျက်ကွယ်ရာအနီးနားက၎င်းတို့ဤပြောတန်ဆိုတန်ရေတန်ကိုကြားရ၍ตาရစွာနားဆိုင်ထောင်ခြင်းငါရှေ့အခါကမာတုကာမနှင့်ပျော်ပျော်ကြီးပြုမှုနေထိုင်ကြင်ကြံမှုမျိုးစုံကိုတွေးတော်အောင်မြည်၍ตาရခြင်း6သူတော်ဘာတို့ပြုမှုကြင်ကြံခံစားနေမှုကိုမြင်ရ၍ตาရခြင်း9နှစ်ယခုဘဝပြုစုအားထုတ်ရသောတိလကုတို့ကြောင့်နောင်ဘဝ၌နမင်းကြီးဖြစ်ပြီးနတ်သမီးနတ်သားများစွာတို့နှင့်ပျော်ပါရန်မျှော်လင့်လျက်ตาရခြင်းတို့ဖြစ်ပါသည်ဒါဟာ မေထုံငယ်ခုနှစ်ပါးပဲဖြစ်ပါတယ်။ဖော်ပြပါမေထုံငယ်ခုနှစ်ပါးထဲမှာမာတုဂါမဤပုတ်တိုက်ဆုံးနယ်ပေမှု၌တာယာခြင်းမာတုဂါမနှင့်ပြုံးကရဲကတုကစိတ်ကနေရတီတို့ကိုတာယာခြင်းဆိုတဲ့အချက်ပါတာကြောင့်သူတော်ဘာသားများတို့ကိုနန်းယုံဖက်ယုံနဲ့ကာမေတုမိစ္ဆာစာရကံမမြောက်တော်လဲပဲမိထုံငယ်ခုနှစ်ပါးထဲမှာအကျုံးဝင်နေတာကြောင့်သူတော်ဘာသားများကိုနန်းချင်းဖက်ချင်းလှုပ်ချင်းဟာအကုသို့ဖြစ်စေပါတယ်နော်ဒါကြောင့်ကိုသားမယားမဟုတ်ဘူးဆိုရင် သူတော်ဘာသားများတို့ကို နန်းချင်းဖက်ချင်းထိတွေ့ခြင်းတွေမလုပ်ပါနဲ့လို့ပြောကြံပါတယ်။အရှင်ဘုရားကသူများကို လိုက်ပြီးကဲ့ရဲ့တယ်တဲ့။ဦးစင်းရဲ့အကောက်ထဲမှာသူများကိုကဲ့ရဲ့တဲ့ပုဘယ်နှခုရှိပါသလဲ။ရှိတယ်ဆိုရင်အဲ့ဒီဗီဒီယိုဖိုင်ကိုယူပြီးချပြပေးပါ နော်။မရှိဘဲနဲ့ပောက်ကရမပြောပါနဲ့။ပောက်ကရပြောတာကမန့်ပိုင်ရှင်ရောဦးစင်းရောနှစ်ဦးနှစ်ဖက်စလုံးအတွက်ကောင်းကျိုးမဖြစ်ပါဘူးနော်။ လူဆိုတာနှစ်ဦးနှစ်ဖက်ကောင်းကျိုးဖြစ်တဲ့အလုပ်ကိုလုပ်ရတယ်။ဦးသိန်းရဲ့အကောက်ထဲမှာသူများကိုလိုက်ပြီးကြည့်ရတဲ့ပို့တခုမှမရှိဘူးနော်။ဓမ္မအမေးအဖြေလုပ်တဲ့ပို့တွေနဲ့ဗုဒ္ဓဘာသာကို စော်ကားလာလို့တုတ်ပြန်ပြောဆိုတဲ့ပို့ပဲရှိတယ်။အဲ့ဒါကိုလည်းပဲဦးသိန်းတင်တဲ့ပို့တိုင်းကိုစောင့်ကြည့်နေကြတဲ့တကာတကာမတွေအားလုံးသိကြတယ်နော်။ဦးသိန်းတို့မြတ်စွာဘုရားကလည်းပဲဒီကနေ့ကဗြဟ္မာဇာလာတုံးမှာ မဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်မဟုတ်မှန်မှန်တဲ့အကြောင်းပြန်လည်ခြေပပြောဆိုရမယ်လို့ဟောကြားထားတယ်။ဦးသိန်းကကိုယ့်ရဲ့ဗုဒ္ဓဘာသာကိုမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာလို့တုတ်ပြန်ပြောဆိုတာပဲရှိတယ်နော်။ဒါကဗုဒ္ဓဘာသာမှမဟုတ်ဘူး။တခြားသောခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာတွေလည်းပဲသူတို့ရဲ့ဘာသာကိုတခြားလူကမဟုတ်မှန်မှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုရင်ပြန်လည်ခြေပပြောဆိုပိုင်ခွင့်ရှိတယ်နော်။ပြန်လေခြေပပြောဆိုတာ ပြည့်ရတာမဟုတ်ဘူး။ဒါကြောင့်မတ်ပန်ရှင်ကို ပြောကြင်တာကပြည့်ရတာနဲ့တုတ်ပြန်တာ၊ကွဲအောင်လုပ်ပါဦးလို့ပြောကြင်ပါတယ်နော်။အရှင်ဖေရကုဝေရနမင်းကြီးကကြံရည်အလှကြီးပေးလို့နမင်းကြီးဖြည့်ရပေမဲ့ကြံတန်းသောနဘလူကြီးဘာလို့ဖြည့်ရတာပါလဲဖရားတဲ့။ကြံရည်လှူတာမဟုတ်ပါဘူးနော်။ကြံရည်ရောင်းလို့ရတဲ့အမြတ်အစုံငွေကိုလှူတာပါ။ကုဝေရနမင်းကြီးကို ဝေဒဝန်နမင်းကြီးလို့လည်းခေါ်ပါတယ်။ကုဝေရဆိုတဲ့အတိတ်ပဲဟာရုပ်အသွင်ကြမ်းတမ်းသောသူလို့လည်းအတိတ်ပဲရတယ်လို့ကဘာမြေကြီးကိုစောင့်ရှောက်သောအရှင်သခင်လို့လည်းအတိတ်ပဲရပါတယ်။တချို့ကရုပ်အသွင်ကြမ်းတမ်းသောသူဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုကြည့်ပြီးကုဝေရနမင်းကြီးကိုကြမ်းတမ်းခတ်ထန်သောဘလူကြီးလို့ထင်သွားကြတာပါ။တကယ်တော့ကုဝေရနမင်းကြီးဟာလူဘဝတုန်းကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်မှာငွေတိုက်ဆိုးရာထူးကိုရရှိပြီးနတ်ဘလူးအပေါင်းတို့ကိုအုပ်ချုပ်တဲ့တကူကြီးသောနတ်မင်းကြီးဖြစ်ပါတယ်။ရိုးဆိုးပြီးကြမ်းတမ်းခတ်ထန်သောဘလူးကြီးမဟုတ်ပါဘူးနော်။အပြစ်မကင်းသောဒါနနဲ့အပြစ်ကင်းသောဒါနနှမျိုးရှိတယ်လို့ကြားဘူးပါတယ်။အဲ့ဒီနှမျိုးကဘာတွေလဲဖုံဖုံတဲ့။ပါဝဇ္ဇဒါနနဲ့အနာဝဇ္ဇဒါနကိုပြောတာပါ။ပါဝဇ္ဇဒါနဆိုတာကအပြစ်မကင်းသောအလှူဒါနကိုပြောတာဖြစ်ပါတယ်။ အနုဒါနပြုတဲ့အခါမှာကျက်ဗနကောင်ဝက်ဗနကောင်ဆိုပြီးတရိစ္ဆာန်တွေကိုတက်ဖြက်ညှင်းဆဲ၍အလှူဒါနပြုခြင်းဟာအပြစ်မကင်းတာကြောင့်တာဝဇဒါနဖြစ်ပါတယ်။အနာဝဇဒါနဆိုတာကတော့အပြစ်ကင်းတဲ့အလှူဒါနကိုပြောတာပါ။အလှူဒါနပြုတဲ့အခါမှာတရိစ္ဆာန်တွေကိုတက်ဖြက်ညှင်းဆဲခြင်းမရှိဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ပေးလှူခြင်းဟာအပြစ်ကင်းတာကြောင့်အနာဝဇဒါနဖြစ်ပါတယ်။တာဝဇဒါနကိုပြုတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝတိုင်းမှာ ဒါနရဲ့အကျိုးကိုခံစားရပေမဲ့မိမိအလှူဒါနပြုခဲ့စဉ်တုန်းကတရိတ်ဆန်တွေကိုတက်ဖြက်နှင်းဆဲခဲ့တာကြောင့်မကောင်းကျိုးကိုလည်းခံစားရပါတယ်။အနာဝဇ္ဇဒါနကိုပြုတဲ့ပုဂ္ဂိုလ်တွေကတော့မိမိအလှူဒါနပြုစဉ်တုန်းကမိသည့်တရိတ်ဆန်ကိုမှတက်ဖြက်နှင်းဆဲခြင်းမရှိဘဲလွတ်လွတ်ကျွတ်ကျွတ်ပေးလှူခဲ့တဲ့အတွက်ဖြစ်လျာဘဝတိုင်းမှာဒါနဤကောင်းကျိုးကိုပဲတည်သက်ခံစားရပါတယ်။ဒါဟာအပြစ်မကင်းသောဒါနနဲ့အပြစ်ကင်းသောဒါနပဲဖြစ်ပါတယ်။ တည်တော့မလားတည်လဲနားအေးတယ်မြင်မြန်သေးတဲ့ဒီမှတ်ကဥစဉ်မျက်လုံးစီးပြတဲ့အကြောင်းတင်ထားတဲ့ပုံထဲမှာနာမန့်ထားတာပါเนาะတခါတုန်းကဥစဉ်ဟာကျမကြီးအလွန်မကောင်းဖြစ်တဲ့အတွက်စိတ်ယုံတက်ရပါတယ်အဲ့ဒီလိုစိတ်ယုံတက်တဲ့အခါမှာတခါကြီးတယောက်ကဥစဉ်ကျမကြီးကောင်းဆိုပြီးတော့ရေရာချေဖို့လာလျှောက်ပါတယ်အဲ့ဒါကိုဥစဉ်ကလက်မခံပါဘူးအဲ့ဒါကိုလက်မခံရကောင်းလားဆိုပြီးတော့ဦးစင်းကိုမရရရာကိုလက်မခံတဲ့အတွက်အဲ့ဒီဖုန်းကြီး ဆေးရုံကနေအလောင်းပြန်တယ်လာရမယ်လို့ကြိမ်းပါတယ်နော်ရဲ့အနှဲငယ်ကြလို့ဦးစင်းကဆေးရုံပြန်ဆင်းလာတဲ့အခါမှာကြမ်းကြမ်းမာမာပါပဲဟောသူကတော့ဆေးရုံသွားတက်ရတယ်တဲ့နော်ဆေးရုံသွားတက်ရလို့ကြမ်းကြမ်းမာမာနဲ့ဦးစင်းလို့ပြန်မလာရပါဘူးသူ့အလောင်းကိုပြန်တယ်လာရပါတယ်လောကကြီးမှာလေသူတို့ဘာအပေါ်ကိုမကောင်းကြံတဲ့စိတ်ထားမယ်ဆိုရင်အဲ့ဒီစိတ်ဟာပုဂ္ဂိုလ်တံပြန်ပြီးတော့တိရောက်တတ်တယ်နော်မှတ်ပိုင်ရှင်လည်းပဲ ကိုယ်ဝစီတန်ကိုယ့်ကိုပြန်ပြီးတော့မထိရောက်ပါစေနဲ့နော်တခြားဘာသာဝင်တွေကိုဘယ်လိုမြင်လဲဗျကျန်တော်ကတခြားဘာသာဝင်ပါ ဖုံဖုံပြောတာတချို့အရာလေးတွေသဘောကျလို့တဲ့ဥစဉ်ကဥထုဇဉ်ယဟန်တပါးဖြစ်တဲ့အတွက်ဥစဉ်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင် အမှန်ဖြစ်ဖို့ထက်အမှားဖြစ်ဖို့ကပိုများပါတယ်နော်အဲဒါကြောင့်ဥစဉ်ရဲ့အမြင်နဲ့မပြောဘဲမြတ်စွာဘုရားဤအမြင်နဲ့ပဲပြောပါမယ် ဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကလူတွေကို လူလို့ပဲယူရှင်းစွာမြင်ပါတယ်။ဒါဆိုရင်မြတ်စွာဘုရားကလူတွေကိုမခွဲခြားဘူးလားလို့မေးစရာအကြောင်းရှိပါတယ်။ခွဲခြားပါတယ်။မြတ်စွာဘုရားခွဲခြားပုံကဘာသာလူမျိုးခွဲခြားတာမဟုတ်ပါဘူး။ဇနိမ့်ဇမြင့်ခွဲခြားတာမဟုတ်ပါဘူး။စင်ရဲချမ်းသာခွဲခြားတာမဟုတ်ပါဘူး။ญาติရှိမရှိခွဲခြားတာမဟုတ်ပါဘူးလူမိုက်နဲ့လူလိမ္မာပညာရှိကိုပဲ ခွဲခြားတာဖြစ်ပါတယ် လူမိုက်ကိုမပေါင်းသင်းဖို့ဟောကြားပြီးလူလိမ္မာပညာရှိကိုတော့ပေါင်းသင်းဖို့ဟောကြားပါတယ်။ဒါကြောင့်လူမိုက်ကိုမပေါင်းသင်းဖို့ဟောကြားရတယ်လဲဆိုရင်လူမိုက်ကိုပေါင်းသင်းလိုက်မယ်ဆိုရင်ပျက်စီးမှာကိုမြင်လို့ပဲဖြစ်ပါတယ်။လူမိုက်ကိုမုံလို့မဟုတ်ပါဘူး။ဦးစင်းတို့ကိုးကြတဲ့မြတ်စွာဘုရားဟာတတဝါအလုံးအပေါ်အနိုင်မဲ့မေတ္တာထားရှိတော်မူပါတယ်။ထို့အတူပဲဦးစင်းလည်းဘုရားရှင်ရဲ့သားတော်တစ်ပါးဖြစ်တဲ့အတွက်ဘုရားရှင်တို့နှလုံးမူပြီး လူမျိုးမခွဲကြပါဘူးဘာသာမခွဲကြပါဘူးဇနိဇနိမခွဲကြပါဘူးญาထူးရှိမရှိမခွဲကြပါဘူးစင်ရချမ်းသာမခွဲကြပါဘူးလူကိုလူလို့ပဲမြင်ပြီးတော့လူမိုက်ဆိုလို့ရှိရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူသို့လို့မြင်ပါတယ်လူလိမ္မာပညာရှိဆိုရင်တော့မိတိဘာသာဝင်ပဲဖြစ်ဖြစ်လူကောင်းလို့ပဲမြင်ပါတယ်နော်ရဟန်းတန်ဃာတို့စန္ဒပြရင်အဘတ်တင်ပါသလားဖရာတဲ့ န္ဒပြယုံနဲ့တော့အာဘတ်မသိမ့်ပါဘူးเนาะသို့တော်လည်းပဲစန္ဒပြတာကိုအကြောင်းပြုပြီးတော့အကျန်းဖတ်တဲ့အလုပ်တွေလုပ်မယ်ဆိုရင်တော့အာဘတ်သိမ့်နိုင်ပါတယ်အဲ့ဒါတောင်မှစန္ဒပြလို့အာဘတ်သိမ့်တာမဟုတ်ပါဘူးယဟန်ဝင်းကြီးနဲ့မညီတဲ့အကျန်းဖတ်အလုပ်တွေလုပ်လို့အာဘတ်သိမ့်တာဖြစ်ပါတယ်အကောင်းဘက်ကိုဥတီတဲ့အနေနဲ့စန္ဒပြတာမျိုးကတော့ဖျားရှင်ကိုတော်တိုင် ခွင့်ပြုတော်မူပါတယ်ဖျားရှင်လက်ထက်တော်အခါက ဒေဝရကြီးဟာသာသနာတော်နဲ့မအဆက်တဲ့အကုသိုလ်အလုပ်တွေလုပ်တော့မှာကိုဖះရှင်ကတည်တော်မူတဲ့အတွက်ယဟန်တွေကိုခေါ်တော်မူပြီးမြို့ထဲရွာထဲမှာပကာတနိယကံပြုခိုင်းပါတယ်ပကာတနိယကံဆိုတာဟာဒေဝရရဲ့စန္ဒနဲ့ဖះရှင်ရဲ့စန္ဒမတူညီကြောင်းအများသိအောင် ထုတ်ဖော်တာဖြစ်ပါတယ်ဒါဟာစန္ဒပြတာပဲဖြစ်ပါတယ်ဒါကြောင့်အကောင်းဘက်ကဥတီတဲ့အနေနဲ့စန္ဒပြတာမျိုးကတော့ဖះရှင်ကိုတော်တိုင်လဲခွင့်ပြုထားသည့်အတွက် အာဘက်မတင်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဘုံဘုံဖရတင်ကန်းဝိရချင်းရည်ရွယ်ချက်ကိုသိပါရသည်ဖရတဲ့။သာသနာ့ဘောင်ထဲမှာတင်ကန်းဝိလာကြတဲ့ပုံကိုယ်တွေဟာတဦးနဲ့တဦးရည်ရွယ်ချက်မတူကြတာတွေရှိတယ်။တချို့ကစာဝတ်နေရေးအဆင်မပြေလို့တင်ကန်းဝိလာကြတာ။တချို့ကြတော့လည်းပဲတရားတရားကြောင့်တင်ကန်းဝိလာကြတာ။အဲတချို့ကြတော့လည်းပဲမိဘဆွေမျိုးတွေကဝက်ခိုင်းလို့တင်ကန်းဝိလာကြတာ။ ဥသိန်းဆိုရင်မိဘဆွေမျိုးတွေကဝက်ခိုင်းလို့သင်္ကန်းဝတ်ရာကနေအခုထိမြင်နေတာပါเนาะဒါကအပေါ်ယံအကြောင်းတရားတွေမတူတာကိုပြောတာ ဖြစ်ပါတယ်တကယ်တမ်းသင်္ကန်းဝတ်ရာချင်းတကယ်ရည်ရွယ်ချက်အမှန်ကတန်တရာဝစ်စင်းရဲ့ကလူမြောက်ကြောင်းတရားကိုကျင့်ဖို့ပါဒါကြောင့်လည်းပဲယဟန်ပစင်းအဖြစ်ကိုတောင်းပန်တဲ့အခါမှာတန်တရာတိဟုသောဝေဝကရေရင်မှဆယ်ယူ၍နိဗ္ဗာန်တိဟုသောကြီးကုန်းထ၌တည်အောင်ထားတော်မူပါလို့တောင်းပန်ရခြင်းဖြစ်ပါတယ်ဒါကြောင့် တကယ်သင်္ကန်းဝေ့ရခြင်းရည်ရွယ်ချက်အမှန်ဟာတန်တရာဝိသင်းရကလွမြောက်ကြောင်းတရားကိုကျင့်ဖို့ပါနော်အရှင်ဖရာလိုအသားမဲအောင်ဘယ်လိုလုပ်ရပါသလဲဖရာတဲ့ခွက်မဲမဲတဲ့ကိုကောင်းချင်းငချိတ်ထည့်ပြီးတော့ဘုန်းကြီးကြီးစံပြီးနေတိုင်းစားပါပြီးရင်တစ်နှစ်လောက်ရေမချိုးပဲနဲ့နေပူထဲမှာအလုပ်လုပ်ပါနော်အဲ့ဒါဆိုရင်အသားမဲလာပါလိမ့်မယ်ဒါကရေစရာပြောတာပါ ဥသိန်းလည်းဘယ်လိုလုပ်တည်မှာတော့သူ့ဘာသာသူမဲနေတာနော်ဒါပေမဲ့ဥသိန်းငငယ်တုန်းကတော့အသားဖြူတယ်လို့ပြောတယ်အသားဖြူတုန်းလို့ဥသိန်းကိုတရုတ်ကြီးလို့ခေါ်ကြတယ်နော်အခုမှကလာကြီးဖြစ်သွားတာပါတတိတော်ယွာကဖယားမှာယဟန္တာရဲ့မြတ်တပိတ်ကိုတက်လူတဲ့ဒိဋ္ဌိပုံရှိပါတယ်ဖယားပုံကလည်းဟိုဘော်ဒီဘော်နဲ့ပါဖယားဘာကြောင့်လူတာလဲဖယားရှင်းပြပေးပါတဲ့အဲ့ဒီတပိတ်လူတဲ့အကြောင်းကိုပြောရမယ်ဆိုရင်လေ တခါတုန်းကရာဇဂျုံမြို့မှာတထေတူးကစံတကူနတ်သားတပိတ်ကို အတောင်60လောက်မြင့်တဲ့တိုင်ထိပ်မှာခြီးပြီးတော့လောကမှာယဟန္တာယဟန္တာလို့ပြောနေကြတယ်လောကမှာတကယ်ယဟန္တာရှိတယ်ဆိုရင်ကောင်းကင်ကနေပြန်ပြီးတော့ဤတပိတ်ကို ယူနိုင်ရမယ်မယူနိုင်ဘူးဆိုရင်တော့လောကမှာယဟန္တာမရှိဘူးလို့ကြွေးကြော်လာတဲ့အတော့အဝတ်မဝတ်တဲ့အကျင့်ကိုကျင့်နေတဲ့တိဋ္ဌိဆရာကြီးတွေက သူတို့ယဟန္တာဖြစ်ကြောင်းသက်သေပြလို့တဲ့အနေဖြင့် စံတကူနတ်တာတပိတ်ကိုတက်ယူဖို့ဟန်ပြင်နေတဲ့ပုံပါနော်အဝတ်မဝတ်တဲ့တိတ်တိဆရာကြီးတွေဖြစ်တဲ့အတော့အဝတ်မဝတ်တဲ့ပုံကိုထုလို့ရမှာမှန်တော်လဲပဲလူတွေရဲ့အမြင်မှာကြည့်လို့ရှုလို့ပတာရမတင့်တယ်တာကြောင့်အဝတ်အနေငယ်လေးဝတ်ထားတဲ့ပုံစံလေးလုပ်ပြီးဟိုဘော်ဒီဘော်ပုံစံမျိုးပြထားခြင်းဖြစ်ပါတယ်အဲနောက်ဆုံးမှာအဲ့ဒီစံတကူနတ်တာတပိတ်ကို အရှင်ပိန်ဒေါ်လာကိုတိုင်တက်ယူလိုက်ပါတယ်နော်ဆရာတော်ဖေယတပည့်တော်မရှင်းလို့မေခွန်မေလျှောက်ခွင့်ပြုပါဖေယျ မြတ်စွာဘုရားရဲ့ဖွာဘတ်တော်ခုနှစ်ပါးတို့အနက် ရွှေအိုကြီးလေးလုံးသည်ဘယ်နေရာမှာအဘယ်သို့တည်ရှိနေပါသလဲဖေယျကျေးဇူးပြုပြီးဖြေကြားပေးပါဖေယျတဲ့ရွှေအိုကြီးလေးလုံးရဲ့အမိနဲ့ကျေပြပုံကို ပြောပါဦးမယ်နော်ရွှေအိုကြီးလေးလုံးသည်တဒကာဦးမြကြီးကျယ်တဲ့သင်္ခဆိုတဲ့ရွှေအိုးနှစ်နှကာဦးမြကြီးကျယ်တဲ့ဇလဆိုတဲ့ရွှေအိုးသုံးသုံးကာဦးမြကြီးကျယ်တဲ့ဥပလဆိုတဲ့ရွှေအိုး လေလေးကအိုးမြကြည်ကြတဲ့ပုံတရိကဆိုတဲ့ရွှေအိုးပဲဖြစ်ပါတယ်ဒါဟာရွှေအိုးကြီးလေးလုံးပါအဆိုပါရွှေအိုးကြီးလေးလုံးသည်မြက်စွာဖျားကိုမွေးတဲ့နေ့မှာပဲကပိလဝုနန်းတော်ဝင်အတွင်ညအောင်မှာပေါ်ပေါက်လာပါတယ်ဖျားအတွက်ဖြစ်တဲ့ရွှေအိုးဖြစ်တာကြောင့်ဖျားမှလွဲ၍ဘသူမှမမြင်ရပါဘူးနော်အဆိုပါရွှေအိုးကြီးလေးလုံးသည်မြက်စွာဖျားတောထွက်တဲ့နေ့မှာပဲကွယ်ပြောက်သွားပါတယ်ဒါကြောင့်ရာဟုလာအမွေလာတောင်းတဲ့အချိန်မှာ မြတ်စွာဘုရားစီမှာရွှေအိုကြီးလေးလုံးမရှိတော့ပါဘူးเนาะဒါဆိုရင်ရွှေအိုကြီးလေးလုံးဘယ်နေရာမှာတည်ရှိတယ်ဆိုတာကိုသိလောက်ပြီးထင်ပါတယ်ဘုရားပွဲတွေမှာရောတချင်းဆိုကြတာဟာကုသိုလ်ရပါသလားဘုရားအရှင်ဘုရားတချင်းဆိုတာ ကုသိုလ်ရပါသလားဘုရားတဲ့ဘုရားတရားတန်ခါယရနာ၃ပါးဤဂုံကျေးဇူးတွေကိုတည်ကျူးဖွဲ့ဆိုထားတဲ့တချင်းကိုတော့ပူဇော်တဲ့အနေနဲ့ဆိုမယ်ဆိုရင်တတ္ထဒါနဖြစ်တာကြောင့်ကုသိုလ်ရပါတယ် ကာမဂုဏ်ကိုအားပေးအမြောက်လုပ်တဲ့တခြင်းတွေကတော့ဆိုမယ်ဆိုရင်ကုသိုလ်မရပါဘူးเนาะဘုဒ္ဓဝင်မှာမြတ်စွာဘုရားဖျားဖြစ်ပြီးတဲ့နေ့မှာပဲပင်စတိခနတ်သားဟာစောင့်တီးပြီးတော့ဖျားရှင်ရဲ့ဂုဏ်တော်တွေကိုတခြင်းအဖြစ်တည်ကျူးဖွဲ့ဆိုပြီးပူဇော်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားက ပင်စတိခသင်ရဲ့အတီးနဲ့သင်ရဲ့အဆူလိုက်ဖက်ပါပေတယ်ဆိုပြီးမိန့်တော်မူပါတယ်ဒါကိုထောက်ဆသောအဖြစ်ပူဇော်တဲ့အနေနဲ့ဆိုမယ်ဆိုရင်ဆိုကောင်းတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ် တနေ့တနေ့လိုက်ပလိန်ဖို့ရှာနေရတာဥစဉ်အစာမောလိုက်တာတဲ့မောရင်လည်းကြော်သွားပေါ့ဗျာနော်ဒီမန့်ကဖနစီပြီးတော့ဖရားပေါ်တက်ပြီးဓပုံရိုက်တာမြင်လို့ဥစဉ်တုတ်ပြန်ပြောဆိုထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ခရိယန်ဘာသာဟိန္ဒူဘာသာအစ္စလမ်ဘာသာဗုဒ္ဓဘာသာရဲ့ဆိုပြီးဘာသာကြီး၄မျိုးရှိတယ်အဲ့ဒီဘာသာကြီး၄မျိုးထဲမှာဘာသာတစ်ခုခုကို တခြားသောဘာသာတွေကစော်ကားတိုက်ခိုက်တာတွေလုပ်မယ်ဆိုရင်ဆိုင်းရဘာသာဝင်များအနေနဲ့တုတ်ပြန်ပြောဆိုပိုင်ခွင့်ရှိတယ်နော်အဲ့ဒီလိုတုတ်ပြန်ပြောဆိုတာဟာဗလိမ့်တာမဟုတ်ဘူးကိုယ့်ဘာသာကိုကိုယ်ကကွဲတာနော်အခုလည်းပဲဥစဉ်ကဥစဉ်တို့အလေးအမြတ်ထားရဖြစ်တဲ့စီဒီဘောကိုဖဏစီပီတက်တာမြင်လို့မခံနိုင်တဲ့အတွက်တုတ်ပြန်ပြောဆိုတာလीအဲ့ဒါဘလို့လုတ်ပြီးဗလိမ့်တယ်ဖြစ်မှာတော့ပြောတဲ့ပြောထိုက်တဲ့စကားကိုပြောလိုက်တဲ့အခါမှာဗလိမ့်တယ်ဆိုရင် မပိုင်ရှင်အမေရဲ့ခေါင်းကိုလူတယောက်ကဖဏစီပြီးတက်နေမယ်ဆိုပါစို့မပိုင်ရှင်နေနိုင်မလားဟင်နေမှာမဟုတ်ဘူးထပြောမှသိကြတယ်နော်အဲ့ဒီလိုထပြောတဲ့အခါမှာဦးစင်းကမပိုင်ရှင်ကိုသူများကိုဗလိန်တယ်လို့ပြောရင်ကြိုက်ပါမလားကြိုက်မှာမဟုတ်ဘူးသိကြတယ်နော်ဒါကြောင့်ကိုချင်းစာတရားထားပါဦးစင်းကအခုလိုပြောတယ်ဆိုတာဟာဦးစင်းတာဝန်ကိုဦးစင်းဆောင်ရွက်တာနော်ဦးစင်းတို့မြတ်စွာဘုရားက ဒီကနိကေမြမဆာလာတုံးမှာဖရာတရားတန်ခါယရနာ၃ပါးကိုစော်ကားပုတ်ခတ်တာတွေလှုပ်လာပြီဆိုရင်ပြန်လဲတုတ်ပြန်ပြောဆိုပိုင်ခွင့်ရှိတယ်လို့ဟောကြားတော်မူထားတယ်နော်ဒါကြောင့်ကိုတာဝန်ကိုဦးစင်ကဆောင်ရွက်တာနော်ဗလိန်တာမဟုတ်ဘူးဗလိန်တာနဲ့တာဝန်ဆောင်ရွက်တာကိုကွဲပြားစွာသိအောင်လုပ်ပါလို့ပြောခြင်းပါတယ်နော်အားလုံးပဲမင်္ဂလာပါယခုလာမိတရင်ကျွတ်လာပြည့်နေ့ဦးစင်တရင်သုံးတဲ့ဓမ္မဒုက္ခကြောင်းတိုက်မှာ ပဝါရဏပွဲရှိတာကြောင့်ပဝါရဏပွဲသို့ကြောက်ရောက်လာကြမိတန်ဃာတော်အရှင်မြတ်များဤအချိုရီဘိုးအတွက်နဝကံမအလှတော်ငွေ၃သိန်းချက်ကို မနန်းနွန်ဆိုတဲ့တက္ကမလေးကလှူဒန်းပေးပါတယ်။ဤကဲ့သို့လှူဒန်းရသော ကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်တက္ကမလေးမနန်းနွန်သည်မိမိကြည်ပွားချမ်းသာသောအခါ၌မိမိထက်နှိမ့်ကြသူကိုစွဲခေါ်နိုင်သူဖြစ်ပြီးမိမိရှုံးနိုင်သောအခါ၌ ူတစ်ပါးကိုဒုက္ခမပေးရတော့သူဖြစ်ပါစေ။ကိုဒုက္ခကို သူတစ်ပါးအားပျော်ပြ၍အကူအညီတောင်းခံတော်သူထက်သူတစ်ပါးဤဆင်းရဲဒုက္ခကိုညှဝေကူညီပေးနိုင်တော်သူဖြစ်ပါစေ။သူတစ်ပါးစီက အလကားရယူလိုသောစိတ်ထက်ကိုစီကအလကားပေးလိုတော်သူ ဖြစ်ပါစေ။သူတစ်ပါးဤအပြစ်ကိုရှားကြံအပြစ်ပြောတတ်တော်သူထက် သူတော်ကောင်းတို့ဤမြင့်မြတ်သောစိတ်ကို အတုလိုက်ကား ြုပြင်ပေးနိုင်တော်သူဖြစ်ပါစေ။ကျေဇူးကံ၍အတိတရားကင်းမဲ့တော်သူဤအဖြစ်ထက်သိသည့်အတိတရားဖြင့်လောကအထွတ်အထုံးချနိုင်တော်သူဖြစ်ပါစေ။သူတစ်ပါးအပြစ်ကိုမြင်သောအခါ၌အကန့်ကဲ့သို့သူတစ်ပါးအပြစ်ကို ပြောဖြစ်တော်မူအခါ၌အာအကဲ့သို့သူတစ်ပါးကအကုသို့ဖြစ်စရာလာပြောသောအခါ၌ငါအပင်ကဲ့သို့ကျင့်နိုင်တော်သူဖြစ်ပါစေ။အစုံ၌ ဖို့အပြည့်ကိုသာရှာကြံ၍နိဗ္ဗာန်ရောက်အောင်ကြင့်ကြံနေထိုင်တတ်တော်သူ ဖြစ်ပါစေလို့သုတောင်းမြတ်တာများပို့သပေးလိုက်ပါတယ်။အရှင်ဖရာဗုဒ္ဓဘာသာဝင်မဟုတ်သောသူကိုတပည့်တော်တို့ဗုဒ္ဓဘာသာဝင်ကကတော်လို့ရလားဖရာ။တရင်ကျွတ်မှာအလုရှင်တယောက်ကိုကတော်မှာပါဖရာ။ဘာသာတော့မတူပါဘူးဖရာ။ဖြေချပေးတော်မူပါဖရာတဲ့။တရဏဂုံပြည့်စည်ညှိုးနှိုင်းနိုင်တဲ့အရာကိုကတော်မယ်ဆိုရင်တော့ တရဏဂုံပျက်စီးညှို့နှမ်းစေနိုင်တာကြောင့်အပြစ်ရှိတဲ့အတွက်မကတော့သင့်ဘူးတရဏဂုံပျက်စီးညှို့နှမ်းစေနိုင်တဲ့အရာမဟုတ်ဘူးဆိုရင်တော့မိမိအပေါ်မှာကျေးဇူးရှိမယ်ဆိုရင်ကတော့ကောင်းပါတယ်မိမိရဲ့အလို့ရှင်ဟာမိမိအပေါ်မှာလည်းကျေးဇူးရှိတယ်လို့အလုံးနဲ့ပတ်သက်ပြီးတော့မတိတာတွေကိုလည်းတင်ပြပြောပြတဲ့အတွက်မိမိရဲ့ဆရာလည်းဖြစ်ပါတယ်ဒါကြောင့်မိမိရဲ့အလို့ရှင်ဟာဘာသာခြားဖြစ်နေလဲပဲကတော့ကောင်းပါတယ်ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်တာရထတိကာမှာ တရဏဂုံမပြတ်ခြင်းကြောင့်ရှ िख ိုးရခြင်းအကြောင်း၃မျိုးကိုဖော်ပြထားတာရှိပါတယ်။အဲ့ဒီအကြောင်း၃မျိုးကဘာတွေလဲဆိုရင်၁ဆွေမျိုးတော်ဆက်သောဒိဋ္ဌိတို့အားကတော့ခြင်း၂ရှင်ဘရင်အားကြောက်ရွံ့သဖြင့်ကတော့ခြင်း၃ဉာဏ်သင်ပေးသောဒိဋ္ဌိတို့အားကျေစုရှိသောကြောင့်ကတော့ခြင်းတို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့အလို့ရှင်ဟာမိမိအပေါ်မှာလည်းကျေစုရှိသလိုမိမိရဲ့ဆရာလည်းဖြစ်နိုင်တဲ့အတွက်ဘာသာကြားဖြစ်နေလည်းပဲကတော့ကောင်းပါတယ်နော်။ စေတီပေါ်တက်ရင်ဘယ်လိုအကုသို့ဖြစ်ကြောင်းဂေါရမဗုဒ္ဓကဘယ်တုတ်တံဘယ်နိကေမှာဖော်ပြထားလဲတဲ့အဇာတတမင်းကဖခင်ဗိမိတာရမင်းကြီးကိုဖောင်အတွင်းအချင်းချပြီးတော့ခြေပေါ်ကဓာခွဲပြီးတက်တယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဗိမိတာရမင်းကြီးဟာဘဝတစ်ခုမှာတုန်းကစေတီရင်ပြင်တော်အပေါ်ကိုဖနက်စီးတက်ပြီးတော့ထိုင်ဖို့ခင်းထားတဲ့အပေါ်ကိုခြေပေတွေနဲ့နင်းခဲ့ဘူးတဲ့။အဲ့ဒီအကုသို့ကံကြောင့်အခုလိုခြေပေါ်ကဓာခွဲခံရခြင်းဖြစ်တယ်လို့ တိလက္ခဏဝကအထကထာစာမျက်နှာ126မှာဖော်ပြထားတယ်နော်ဒါကမန်းပိုင်ရှင်ကကျန်းကန်အတိုင်းမေးလို့ဦးစင်းကကျန်းကန်အတိုင်းဖြေလိုက်တာနော်ဒီနေရာမှာပြောစရာတခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဦးစင်းကြောင်းမှလေခွေးပေါက်ကလေးတွေရှိတယ်အဲ့ဒီခွေးပေါက်ကလေးတွေကဦးစင်းရဲ့ကြောင်းအဝင်ဝမှာအိတ်တယ်ဒီနေ့ဦးစင်းကမနက်အစောကြီးအိတ်ရထားတဲ့အခါမှာခွေးပေါက်ကလေးတစ်ကောင်ကလေအမိုက်ပုံရှိတဲ့နေရာကိုပြေးသွားတာမြင်လိုက်တယ် ။ဘာကြောင့်ပြေးသွားတာလဲဆိုတော့သိကျင်တဲ့စိတ်နဲ့နောက်ကလိုက်ပြီးကြည့်တဲ့အခါမှာချီးသွားပါတာဗျ။နော်။အော်တရိတ်ဆန်တောင်မှချီးယူရမယ့်နေရာမယူရမယ့်နေရာကိုသိတယ်။ဒီလိုအတွေ့အဉ်ပေါက်သွားတယ်နော်။ပြောချင်တာကတရိတ်ဆန်တောင်မှလှုပ်တဲ့မလှုပ်တဲ့ခွဲခြားပြီးတည်သေးရင်ဘာသာတူသည်ဖြစ်စေမတူသည်ဖြစ်စေလူမျိုးတူသည်ဖြစ်စေမတူသည်ဖြစ်စေကျန်းကန်တဲ့ပါသည်ဖြစ်စေမပါသည်ဖြစ်စေမလုတ်တဲ့မလုတ်ထိုက်တဲ့အရာကိုမလုတ်ရဘူးเนาะ မလုတ်တဲ့မလုတ်ထိုက်တဲ့အရာကိုလုတ်မယ်ဆိုရင်ကရိစံထက်တောင်မှအောက်ကျသွားပြီเนาะဒါကြောင့်ကြမ်းကန်တဲ့ပါတီဖြစ်စီမပါတီဖြစ်စီမလုတ်တဲ့မလုတ်ထိုက်တဲ့အရာကိုမလုတ်ပါနဲ့မလုတ်တဲ့မလုတ်ထိုက်တဲ့အရာကိုလုတ်မယ်ဆိုရင်ကရိစံထက်အောက်တန်းကျတယ်လို့မှတ်ပါเนาะဖုံဖုံလဲဖုံသုံးတာဝင်းနီးနဲ့ညီလာဖြည့်ပေးပါတဲ့ယဟန်တွေလိုက်နာဖို့မြတ်စွာဘုရားပြည့်ညတ်ထားတဲ့ဝင်းနီးသိက္ခာပုဒ်ကပါရာဇိက၄ပါးတံဃာတိသိက္ခာ၃ပါး ာနိယတနှစ်ပါသေတဂိပါစိတ်30သုဒ္ဓပါစိတ်62ပါပါဋိဒေသနီ4ပါသိခိယ85ပါအဓိကရဏတမထ9ပါအလုံးပေါင်းဝိနည်းသိက္ခာပုတ်228ပါရှိတယ်နော်အဆိုပါဝိနည်းသိက္ခာပုတ်228ပါထဲမှာယဟန်တွေဖုံးကင်လို့ပြည့်ညက်တဲ့ဝိနည်းသိက္ခာပုတ်တခုမှမရှိဘူးနော်နောက်ပြီးမြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲဖုံးမပေါ်သေးဘူး။ဒါကြောင့်ယဟန်တွေဖုံးကင်လို့ ဘာမှဝင်းနည်းနဲ့မညီစရာအကြောင်းမရှိဘူးเนาะအခုတော့ရှိတာပေါ့ဖုံးကင်ပြီးတော့တခြင်းဆိုတာတွေတခြင်းနားထောင်ပြီးကောက်ခုံတာတွေဝင်းနည်းနဲ့မလျော်ကန်တာတွေ လုပ်မယ်ဆိုရင်တော့ဝင်းနည်းသဘောအရာအပြစ်ရှိတယ်เนาะအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဖုံးနဲ့ online ပေါ်မှာတရားဓမ္မတွေဖြန့်ဝေမယ်တရားစာပေတွေဖတ်ရှုမယ်တရားနာကြားတာတွေလုပ်မယ်တပားနဲ့တပားဘာသာရေးသာသနာရေးကိစ္စအတွက်ဆက်သွယ်ဆောင်ရွက်တာတွေလုပ်မယ်ဆိုရင်ဘာမှဝင်းနည်းနဲ့မညီစရာအကြောင်းမရှိဘူး ဝင်းဒီအပြစ်လဲလွတ်တဲ့အပြင်ကောင်းကျိုးတောင်ဖြစ်သေးတယ်နော်ဖုံးဆိုတာကလေတုံးတက်ရင်စေးမတုံးတက်ရင်ဘေးပဲဦးစင်းကဖုံးကိုတရားဓမ္မအတွက်တန်ဖိုးရှိစွာအသုံးပြုနေတာကြောင့်ဘာမှဝင်းဒီနဲ့မညီစရာအကြောင်းမရှိဘူးနော်ဟုတ်